ီလိုမျိုးအဖောက်ကိုအဖောက်ကိုတယောက်ကိုလှူရတာဟာဒီလိုပုံမှန်လူအယောက်တရာလှူရတာတဲ့ကုသိုလ်ရတယ်လို့ကျွန်တော်မှတ်သားဘူးတယ်သူတို့ကအမမဆန်ဖြစ်လာတဲ့အချိန်သူတို့ရဲ့ခွန်သစ်ခတရားတွေအချက်တရားတွေသစ်ခတရားတွေရိတ်ချိုးပြီးတော့သူတို့မတောင်းစားခြင်းမဲမဲ့လဲတောင်းစားနေရတဲ့ဘဝတွေဒီလူရဲ့ဒီအဖောက်ကိုအပေါ်မှာပေကန်လူတန်းမုန်းလေးကိုကျွန်တော်နဲ့အတူတူပီတိလေးတွေမျှဝေရအောင်နော် ။ဒါကတော့အိန္ဒိယနိုင်ငံမှာဗျ။အဖေအဖေမတက်တောင်ကောင်းကောင်းမရက်နိုင်ဘူး Thế rồi nó theo phố đi ạ Bạn sẽ để lấy sao nhau တရားဖွားရဲ့တဘောမှာတဘောလုံးပေါင်းမှတော့တခါရဟုဂျမရဖို့မယ်ဒီလိုမျိုးအဖွားကိုပြောနေရလေးချစ်စရာလေးကာပါကာနေနော် ဆရာတော့အိန္ဒိယနိုင်ငံမှာလူတက်ကြီးယူအဖိုးဖွားတွေဆိုတာကိုယ့်ရဲ့ဂုံသိက္ခာတွေကိုယ့်ရဲ့အချက်တရားတွေရိတ်ချိုးပြီးတော့တမျက်စီကလောကဖြန်းပြီးတော့သူတို့လေတောင်းစားချင်ကြမှာမဟုတ်ဘူးတချို့ကြတော့လေသာသမီတွေမကောင်းလို့တချို့ကြတော့လေသာသမီဆွေမျိုးမကောင်းလို့အခုလိုမျိုးအမမဆန်ဖြစ်လာတဲ့အချိန်တမျက်စီကလောကဖြန်းပြီးတော့တောင်းစားရတာအကြမ်းမလို့အခုလိုမျိုးအဖိုးအဖွားတွေအသက်ကြီးယူတွေလူတန်းပေးတဲ့လူတွေဆိုကျွန်တော်ရမ်းမေးလေးစားအားကြမိတယ်လို့ ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ